ပြည်ထောင်နိုင်ငံထောက်တာဝေးပြည်တောင်ကြီး Stone Shadow နဲ့ရုရှားဓာတုဗေဒဆက်ယုံကိုတိုက်ခိုက်ခဲ့ကြောင်းယူကရိန်းစစ်တပ်ကပြောကြားခဲ့ပါတယ် Stone Shadow တောင်ကြီးဟာရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေထောက်လန်းနိုင်မှုကိုရှောင်ရှားပြီးပြစ်မှတ်စီရောက်ရှိခဲ့တာလို့ယူကရိန်းကအော်တိုဘာလ21ရက်နေ့မှာပြောကြားခဲ့ပါတယ်ယူကရိန်းကရုရှားရဲ့ရေနံချက်ဆက်ယုံနဲ့ဓာတုဆက်ယုံတွေကိုပြစ်မှတ်ထားဖျက်ဆီးနေတာဟာရုရှားစီးပွားရေးတွေကြီးမားစွာထိခိုက်စေပြီး စစ်စည်းရေးထောင်နေတဲ့ရုရှားဟာရေနံတင်ဖို့ရောင်းချမှုတွေကနေပြည်ပဝင်ငွေအ धिक ရှာဖွေနေပေမဲ့ယူကရိန်းရဲ့တိုက်ခိုက်မှုတွေကြောင့်ပြည်တွင်းမှာတော့စွန့်ရင်ပြက်လက်မှုပြဿနာတွေကြုံလာနေရပါတယ်။ရုရှားဘက်ကတော့ရင်းဓာတုပစ္စည်းစိတ်ယုံတိုက်ခိုက်ခံရတဲ့ကိစ္စအပေါ်ဘာမှချက်မှပေးတာမျိုးမလုပ်ခဲ့ပေမဲ့အော်တိုဘာလ22ရက်နေ့မှာရုရှားဟာယူကရိန်းရဲ့မြို့တော် Kiev ကို drone တွေတုံးကြည့်ပြီးအုံပြုပြီးညာလုံးပေါက်လေးချောင်းတိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။ strong shadow တောင်ကြီးတွေကိုဖြီးတိန်နဲ့ပြင်သစ်စစ်တပ်တွေကအုံပြုပြီးဖြီးတိန် fashion ကတိုက်လျင်ပေါ်ကနေပြစ်ခတ်ရတာဖြစ်ပါတယ်။ပြင်သစ်မှာတုံးတဲ့မျိုးကွဲကတော့တိုက်လျင်တွေပြင်ပြင်သစ်ရေတပ်ရဲ့ရေပေါ်နဲ့ရေငုပ်သင်္ဘောတွေမှာပါတက်ဆင်နိုင်ပြီး450 kg လောက်လေးတဲ့ထိပ်ဖူးကိုတင်ဆောင်ပြီးကီလိုမီတာ950လောက်ထိခရီးပေါက်အောင်ပြန်သန်းနိုင်ကြောင်းသိရှိရပါတယ်။ American ရဲ့ Tomahawk တုံးကြီးတွေဟာကီလိုမီတာ2500လောက်ထိပြန်သန်းနိုင်တာကြောင့်အဲ့ဒီလက်နက်တွေကိုသာရခဲ့မယ်ဆိုရင် ရုရှားရဲ့မြို့တော်မော်စကိုထိယူကရိန်းကတိုက်ခိုက်သွားနိုင်မှာပဲဖြစ်ပါတယ်။